အကြောင်းအရောင်းလေးကိုလင်းရွေးချေထားရှိပါတယ်။ဟုတ်တယ်။ချက်ချက်အစီအစဉ်အတွက်လင်းဘလို့အကြောင်းအရောင်းလေးရွေးချေထားလဲပြပြပေးပါဦးလေ။အာလူရဲလို့ဖြစ်လာပြီဆိုရင်ဟော level စိတ်ထက် level ပေါ့နော်။မတူညီတဲ့သူတွေနဲ့ကြတော့တစ်ခါတလေကြာရင်ပေါင်းသင်းဆက်ဆက်တဲ့အခါမှာကိုယ့်အတွက်ဘယ်လောက်ထိအခက်အခဲမျိုးတွေတွေ့လာနိုင်နေဆိုတဲ့ဟာကိုတယောက်နဲ့တယောက် sharing လုပ်ကြရင်ကောင်းမှာနော်။ကောင်းတာပေါ့နော်။အသက်ကြီးကြီးလာတဲ့လူတွေမျိုးစုံတွေ့ရ။အဲကိုပတ်ကိုပတ်သက်ရတဲ့ရှင်လည်ရတဲ့ပတ်ဝန်းကျင်မှာဒါမျိုးတွေကြုံတွေ့နေရအောင်မှာဆိုတော့လေ။ ်အစိတ်သက် level မြန်မာပြည်သူတွေလည်းရှိကြပါတယ်ဒါပေမဲ့တချို့စိတ်သက်စိတ်သက် level နည်းနည်းလေးနေတဲ့သူတွေကြတော့ကိုကအစေတနာမေတ္တာအပြည့်နေပေါ့နော် အရာရာကိုကိုလိုပဲထင်ပြီးကုညီပေးပြီးသွားရင်တခါတလေအသူတို့ရဲ့စိတ်သက်ကသူတို့အဆင်ပြေသွားပြီဆိုရင်ဒီလူကတော့လှည့်ချည်စရာမလိုတော့ဘူးဆိုတော့အစိတ်သက်နေမာတဲ့လူတွေနဲ့လေအလင်းကြုံခဲ့ဘူးလေကြုံခဲ့ဘူးလေအဲဒါဇင်းတို့လည်းကြုံမှုမဲ့ထားတယ်ကိုကကောင်းစီခြင်းလို့ အဲဒီတယောက်ဒါလေးကိုပြောရဲဆိုပေမဲ့လည်းတခါလေဆိုင်ကိုရဲ့ကိုလိုစိတ်မဟုတ်ဘဲနဲ့သူတို့ရဲ့စိတ်ကစိတ်အဆင်ကိုကအမြဲတမ်းအဲနင်လူတယောက်ကိုနင်းကြဆက်ဆန်ဆိုတာတွေးတွန်းနေတဲ့စိတ်ကအမြင်နဲ့ဖုံးလွှဲနေတဲ့ဖြစ်တဲ့ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲကိုကိုကိုဘလောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေးသူတို့အဆင်မပြေတဲ့အချိန်တော့အင်းအင်းပေါ့နော်သူတို့အဆင်ပြေသွားပြီဆိုရင်အဲကိုရီလုပ်ပေးခဲ့တာတွေကိုရီကူညီခဲ့ပေးတာတွေကိုသူတို့စိတ် အဆင်မပြေမှုတွေကြားတယ်ကိုရီကိုသူတို့သိအတိမှတ်ပြုလေးမရှိတာမျိုးတွေခံရတာမျိုးတွေကြုံခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ကိုကတခါလေးကြားရင်ပြန်ပြောရင်အဲမီးအေးခဏညက်တာမပြင်းဘူးမီးအေးအော်တာပဲမြင်တယ်ဖြစ်တာပေါ့နော်အဲ့လိုမျိုးတွေအလင်းကတော့ကြုံခဲ့ဘူးပါသဇင်ရောကြုံခဲ့ဘူးလားอืมရှိတာပေါ့ဒီလိုမျိုးကျင်နေတဲ့အဲဒီပေါ့ကိုရီရဲ့လုပ်ငန်းခွင်မှာလည်းဒီလိုမျိုးတွေ့ဘူးတာပဲလို့နော်အဲဇင်ကတော့ထင်တယ်စိတ်တက်အဆင့်တန်းနဲ့ပတ်သက်ပြီးတော့ ဇင်တို့ဒါကိုကြည့်မယ်ဆိုရင်သူ့မှာစိတ်တဲ့အဆင့်တန်းမြင့်မမြင့်ဆိုပညာရှိမရှိနဲ့လည်းမဆိုင်ပြန်အောင်ဟုတ်တယ်သူတို့ရဲ့သူ့ထက်မြင့်တဲ့သူတွေကိုသူဘယ်လိုမျိုးဆက်ဆံလဲသူ့ထက်နှိမ့်တဲ့သူတွေရောသူဘယ်လိုဆက်ဆံလဲအဲ့ပုံမှာမူတည်ပြီးတော့သူ့စိတ်တဲ့ level ကဟိုကွာခြားသွားမယ်လို့ထင်တယ်ဟုတ်တယ်ဟုတ်တယ်ဟာတချို့ကြတော့ကွာ public area နဲ့ social media တွေပေါ်မှာဆိုရင်အရန်ကိုမှစိတ်တဲ့မြင့်မှာအာတကယ်ကိုအရန်ကိုရိုးရှင်းသဘောကောင်းပြီးတော့လေ ဟာလူတစ်ပါးသားသူတို့လောက်ကျင်နာတတ်တဲ့သူသူတို့လောက်ယူရတတ်တဲ့သူသူတို့လောက်ကူညီခြင်းတဲ့သူသူတို့လောက်ပေးကမ်းခြင်းတဲ့သူဆိုပြီးအဲအဲ့လိုမျိုးမှာตายာနေပြီးတော့တကယ်စိတ်ကအတွင်းစိတ်တံကြတော့တစ်ခါတလေကျရင်သူတို့ရဲ့စိတ်တွေကအဲအဲ့လိုမျိုးမီဒီယာဆိုရှယ်မီဒီယာမှာသူတို့ပြတယ်လို့ပြထားတယ်လို့ရိုးရှင်းမနေတဲ့ဟာတွေအကျုံတွေ့ရတယ်အများကြီးရှိခဲ့ဘူးပါတယ်အဲအဲခါတလေကျရင်သူကဒီလိုကြီးပါလို့ တွေးပြမဲ့လဲသူအပြင်ရဲ့လက်တွေ့စိတ်ကိုကိုတကယ်ကြုံတွေ့ခဲ့ရတဲ့အခါမှာဟာဒီလူရဲ့စိတ် level ကငါတို့မြင်နေတွေ့နေတဲ့ပုံစံမျိုးတွေမဟုတ်ဘဲနဲ့အဒါကြီးကသူတကယ်စိတ်အင်းရဒါမျိုးကြီးပါလားဆိုကိုကတော့ကိုယ်စိတ်မှာမှတ်ထားမှတ်ထားလိုက်ပြင်မဲ့လဲအာဒီလူကိုမပတ်သက်ရုံပဲရှိတာပေါ့နော်အဲ့ကြောင့်မအဲ့လိုလူမျိုးတွေရဲ့လုပ်ငန်းမှာယက်တီမှုတွေလုပ်ငန်းမှာကျင်လည်မှုတွေလုပ်ငန်းမှာအလုပ်လုပ်ကန်ရှင်သန်မှုတွေ啊လေတစ်ခါတလေစလို့ရှိရင်အဲ မယိုးရှင်းတဲ့အတွက်ကြောင့်ဟာအဓိကတော့လူရဲ့စိတ်ပေါ့နော်လူရဲ့စိတ်ဒီ level တခုကမယိုးရှင်းတဲ့ level မမြင်မားတဲ့အတွက်ကြောင့်အဲလူရပန်းနိုင်ကိုရောက်ဖို့အင်းတော်ကြာတယ်လို့လင်းထင်တယ်ဟုတ်တယ်ဟုတ်တယ်အကျိုးသူ့ရဲ့စိတ်တဲ့အကျိုးပေးလို့လူရောကအကျိုးပေးလို့အကြောင်းထင်ကြတာဆိုတဲ့အခါကြတော့လေအဲ့တော့ကိုရောစိတ်တဲ့မြင်မာလားဆိုစိတ်တဲ့မြင်မာဖို့စိတ်တဲ့ level မြင်မာပညာရည်ချင်းနဲ့လည်းမဆိုင်ဟုတ်တယ်အဲ့တော့ကိုချင်းစာတရားရဲ့ကိုရဲ့အသိစိတ် ရှိဖို့ပဲလိုတယ်လို့ထင်တယ်ဟုတ်တယ်ဟုတ်တယ်တချို့ပညာတတ်တဲ့ပြီးတော့အတ္တကြီးတဲ့သူအဲသူတတိငါတငါ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 မပြီးရောဆိုတဲ့ပုံစံမျိုးလေးတွေလုတ်တဲ့သူတွေလည်းကြုံခဲ့ရဘူးတာပေါ့နော်အာတချို့ဆိုလူရှိသူရှိနေအာအရန်ကိုရိုးရှင်းပြီးတော့သိရမလားသဘောကြီးအရန်ကောင်းပြီးတော့လေအာနောက်ကြရကြရင်စိတ်ကလုံးဝပြည့်မလားသူတို့စိတ်ကအဲ့တိုင်းဖြစ်မနေဘူးပေါ့နော်နည်းနည်းမှချပြတာတမျိုး public မှာခြားပြတဲ့ပုံစံမျိုးอ่ะတစ်မျိုးဟုတ်ကဲ့အဲတကယ်အဲဘယ်လိုပြောရမလဲကိုယ့်ရဲ့လုပ်ငန်းခွင်မှာတပတ်တစ်ခါပြောနေရကြတော့လေနှမသားချင်းကိုချင်းမစားပြောတတ်ဆိုတတ်အလိုချောက်ချတတ်တဲ့စိတ်ဓာတ်မျိုးတွေလည်း အလင်းလို့ဆိုကြုံခဲ့ရဘူးလေပေါ့နော်အဲ့ဒီတော့ကြောင့်တော့ခါလေးကျရင်ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုစိတ်တက် level နေမားတဲ့သူတွေကိုကူညီခဲ့ပေးတဲ့အခါကျရင်သူတို့ကလည်းသူတို့စိတ်တက် level ကလုံးဝမြင်မားလာမှာမဟုတ်တဲ့အတွက်ကြောင့်ကိုဘလောက်ပဲကူညီခဲ့ကူညီခဲ့ကိုဘလောက်ပဲကောင်းနိုင်လှုပ်ပေးခဲ့လှုပ်ပေးခဲ့ကိုကိုလည်းသူတို့ကျေးဇူးတင်နေမှာလည်းမဟုတ်တဲ့အတွက်ကြောင့်အဲ့လိုလူမျိုးကိုကိုသိပြီဆိုရင်တော့ အဲရှောင်ရှားတင်တယ်လို့လင်းရတော့ပြင်ပါတယ်မှန်မှန်လေဟိုဖြစ်သန်းလာတယ်အသက်တွေကြီးတာလေလူတွေကအများကြီးတွေ့ရမှာပဲနော်အဲ့ခါမှာဟိုအားကြောင့်မလို့လူတွေကဆုပေးကြတာလေသူတော်ကောင်းတွေနဲ့ပဲစုံတွေ့ပါလေဆိုတော့အဲ့ဆုတောင်းကတကယ်အရင်ကြီးကြီးရနော်အဲ့ဆုတောင်းကဟိုလူတွေအများကြီးနဲ့တွေ့လာတော့မှဩဒီစကားကတကယ်မှန်မှလားဆိုပြီးတော့သူတော်ကောင်းဇေယျကောင်းဒီလိုမျိုးတွေနဲ့တွေ့ပါသေးဆိုပြီးပြောကြတယ်ဒါပေမဲ့လေအမင်းတဲ့တော့ဘဝအမင်းတဲ့ဟိုတစ်ဖြောင်းနဲ့ကောင်းတဲ့ပုံစံတိုင်းသွားနေမှာတော့မဟုတ်ဘူးလူမျိုးစုံနဲ့တွေ့ရမှာပဲအဲ့ခါကျရင်လင်းပြောသူလိုမျိုးဒီလိုအတိအကနောက်တစ်ခါကျလေကိုကအဲ့လူတွေနဲ့မတွေ့ဘူး ို့အရေးကြီးတယ်လို့ကိုကိုရိုင်းလည်းအဲ့လိုမျိုးစိတ်ဓာတ်မကောင်းစိတ်ဓာတ်ညံ့ဖြစ်နေတဲ့သူမဖြစ်ဖို့ကအရင်ရင်ကြီးတယ်ဆိုတော့အဲ့ဒီတော့ကကိုဘသားကိုလည်းပြန်ဆန်းစစ်ဖို့လိုတယ်ပြီးတော့လင်ခွနာပြောခဲ့တဲ့အတိုင်းပဲအဲ့လိုစိတ်ဓာတ်မကောင်းတဲ့သူကသူတို့တက်အောင်မြင်မှုစာရရင်လည်းခဏပဲရည်ရှင်မဖြစ်နိုင်ဘူးသူစိတ်ဓာတ်မကောင်းတဲ့အတွက်သူ့အနာမှလည်းလူတွေကဟိုတခါတလေမှသူ့ရဲ့အချိန်ဝအားဖြင့်လကောင်းသူကြော်ကြားမှုအားဖြင့်လကောင်းဒီအတွက်ပဲအချိန်ခဏရှိရင်ရှိနေတယ်မြင်နေတော့ရှိနေမှာမဟုတ်ဘူးဆိုတော့အဲ့တော့ကိုကိုရိုင်းလည်းအဲ့လိုလူမျိုးတွေနဲ့မဆုံတွေ့ဖို့လိုတယ်လို့ကိုကိုရိုင်းကလည်းအဲ့လိုလူမျိုးဖြစ်မနေဘူးကတော်တော်အရေးကြီးပါတယ်အဲ့တော့တခါကျရင်ကို့အနာမ မှာပေါင်းသင်းအစ်စ်မှန်ရှိတဲ့အခါမှာကိုဒီလိုဖြစ်နေအောင်တို့ကကိုထောက်ပြပေးမှာလေနော်အားကြောင့်ဟိုလေလူငယ်လို့လူငယ်လို့ဖြစ်လာရင်လူပတ်ဝန်းကျင်လူအတိုင်းဝဲမှာကိုယ့်ရဲ့စိတ်တက် level ကဟိုမြင့်နာရောနှိမ့်နာရောဆိုတော့ဒီစိတ်ကိုယ့်ရဲ့စိတ်တက် level ကလေအားလုံးကိုတဒန်းနဲ့တသွေးနဲ့ဖြစ်နေဖို့ကိုကိုယ်တိုင်အမြဲစူးစမ်းရမယ်ဒါရီကကျတော့ကိုလေးလာတင်ယူဖတ်သားထားတဲ့စာပေတွေနဲ့လည်းမဆိုင်ပြန်ဘူးကိုတင်ယူထားတဲ့ပညာတတ်တိုင်းလည်းစိတ်တက်ကမြင်မာမနေဘူးအဲ့တော့ဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်ကအမြဲတမ်း ိတ်ကောင်းနှလုံးကောင်းထားထပ်ဖို့အမားမှန်ကိုပိုင်းခြားနိုင်ဖို့ကကြတော့ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရင်ထဲကနှလုံးသားထဲကလာတဲ့မေတ္တာတရားကိုအခြေခံတယ်လို့လင်းရတော့ယုံကြည်ပါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမှန်ပါတယ်ရှင်နော်ဟိုပါကျုပ်ဆရာတော်ကြီးရောင်ဟောတာရှိရလေလူတိုင်းရတဲ့လူကောင်းတယောက်ဖြစ်ချင်တဲ့ဘသူဆုံးမဆုံးကဆုံးမလို့ရမှာမဟုတ်ဘူးတဲ့ဖခင်ကဆုံးမတာမရဘူးတဲ့ကိုကုတ်ကူပဲပြန်ဆုံးမှာပြန်တော့တက်ရအောင်ပြန်တော့တက်အဲ့တော့ဆရာတော်ဘုရားကြီးအမြဲပြောသလိုပေါ့နော်လူတိုင်းမှာလူတိုင်းလူတိုင်းလူရယ်လို့ဖြစ်လာပြီးအဲအတိညာပါလာပြီးဆို ထဲကလူရယ်လို့ဖြစ်လာရင်ကိုကိုတိုင်အရင်ဦးဆုံးကျင့်သုံးရမှာတော့စိတ်ကောင်းရှိဖို့ပါပဲ။ဟုတ်ကဲ့။အဲ့စိတ်ကောင်းရှိနေရင်ကောင်းတာတွေအလိုလိုကကိုနာကိုရောက်လာမယ်။မကောင်းတာတွေနဲ့မကောင်းတဲ့သူတွေကအလိုလိုဝေးကွာသွားလိမ့်မယ်ဆိုပြီးအဲဘာကြုတ်ဆရာတော်ဘုရားကြီးဟောတဲ့တရားလေးဆိုလင်းကညံ့လာကြတယ်လေ။ကိုရဲဆရာတော်ဘုရားကြီးကိုအမြဲဆုံးကန့်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဆရာတော်ဘုရားကြီးရဲ့တရားတွေကအရင်ကနာကြရတာကိုရီအတွက်မှတ်သားရတာလွယ်ကူရွှင်းနေလို့လင်းကတော့မြင်နေအဲ့အတွက်ကြောင့်ဘာသာတရားမှာဒီလိုမျိုး ဆရာတော်သမတော်ကြီးတွေရဲ့တရားဗမာနာတွေကိုလည်းအဲစိတ်ကပ်ပူဇော်နေမှသာ လူကောင်းတယောက်ဖြစ်မယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါ ကလင်ကျေးဇူးများကြီးတင်ပါတယ်အချီတက်တည်းอืมเนาะမွေးဖွားပေးလိုက်တာကျေးဇူးပါဟုတ်ဟုတ်ဟာလေဟိုဟာလေဆမ်းမလေးမာလေအဲ့လိုရှိပါတော့ကျင်းနေအေးတော့အရင်က very hot ဖြစ်နေတော့လေကိုယ် hack တည်းကိုယ်ဖြစ်နေဖို့လိုတယ်ဟုတ်တယ်ဟုတ်တယ်အဲ့လည်းလိုအပ်တယ်เนาะညာသီးလူပူတော့စိတ်ကလေးကအေးချမ်းနေမှနေရတာတက်တောက်တက်တာဖြစ်တယ်စိတ်ပါလိုက်ပူနေအဆင်မပြေဟုတ်တယ်ကဲအဲ့တော့ဒီနေ့အတွက်ဆိုရင်ချစ်ချက်အစီအစဉ်ကတော့ပြိတ္တတွေအလုံးအတွက်အဲသဘောကျစရာကောင်းတဲ့နောက်ပြီးတော့ပြိတ္တတွေပေါ့နော်ကိုကိုအနေနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ြတ်တန်းနေရတဲ့အချိန်တစ်ခုမှာပေါ့နော်ဒါတိတင့်တိအပ်တဲ့အကြောင်းအရာလေးတွေကိုလင်းရနေပြီးတော့ဆွေးနွေးတော့ဖြစ်ပါတယ်ရှင်လင်းလည်းကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ